ပြီးတော့ရောင်းဆောင်ချဲမြို့ကလေးပေါ့နော်အမားနေရာကြောင့်ဆရာဝန်ရဲ့ကောက်မလေးနေရာပေါ့နော် Unity နေရာကနေပြီးတော့ပြိတက်လဲတိလာခဲ့တယ်ပေါ့နော်ကိုကြီးဟိဝင်ရန်ကိုကြီးအောင်ရင်လင်းဆိုရင်ရန်နာမည်ကြီးရလေကိုကြီးဟိဝင်ဆိုကော့လန်ထောင်မင်းသားပေါ့နော်အဲအခွေဆိုင်တွားပြီးဆိုလို့ရှိရင်အော်ကိုအောင်ရလေးကရှိလားဟိဝင်ရန်ကရှိလားအဲ့လိုမေးပြီးတော့အဲ DVD ခင်မအေး CD လေးနဲ့ကြည်ပြီးတော့ကြီးလာခဲ့ရပါတော့ရိုက်ခွင့်ရမယ်ဆိုရင်တော့အဲကိုနေတွန်းနဲ့လည်းရိုက်ချင်တယ်ကိုအောင်ရလင်းလို့အဲ့ အဲ့ကြီးခဲ့တဲ့ပေါ့နော်အဲ့မင်းသားရဲ့အကြည့်ပြီးကြီးခဲ့တဲ့မင်းသားရဲ့နဲ့ရိုက်ချင်ပါရဲ့အာညီမဆောက်ဝင်လာကြောက်ဆယ်တန်းဆောင်ဝင်ပွဲပြီးပြီးတော့ဆယ်တန်းအောင်စင်းထွက်ပြီးတော့အောင်နေဆိုတာနဲ့အဲနောက်နေ့မှာပေါ့နော်တိတ်အဲတလားတော်မချမ်းဘူးပေါ့နော်ဒီချဲတင်မုံလင်းစီမှာ မော်ရယ်တင်နာကိုစပြီးသွားတက်ရင်းနဲ့ဒီအမှုပညာလောကကိုရောက်ခဲ့ရပါ အဲတရုတ်ဆောင်ရဲ့လက်ဦးဆရာဆိုရင်တော့ရုပ်ရှင်အစီအုံကဆရာကြီးပေါ့နော်ဆရာအများကြီးပေါ့နော်ဒီဘက်အဲရုပ်ရှင်အစီအုံမှာလှုပ်လဲလှုပ်ပြီးတော့အမာတီဖိုးမှာစိတ်ဝင်စားလို့ဆိုပြီးရှောက်တဲ့အခါမှာအမာတီဖိုးမှာပထမအဆင့်အောင်ဒုတိယအဆင့်အောင်ပြီးတော့အမာတီဖိုးနဲ့စာချုပ်ချုပ်ပြခဲ့ပေါ့နော်အမာတီဖိုးမှာလက်ဦးဆရာကြီးကကြာတော့ဆရာဦးဟင်းစိုးဆရာဦးထင်ကျော်ဆရာဦးတီပါရှင်ဟုတ် ထမောက်ဆုံးဆဲရိုက်အစရိုက်တဲ့ကားရုံကနေဆိုက်တဲ့ကားဆိုလို့ရှင်တော့ကွက်လက်မရှိပေါ့နော်ကွက်လက်မရှိကိုရန်ရိုက်ခဲ့ပါရဲ့အမအထဲဆိုင်ပိုင်ရှင်အထဲဆိုင်ရဲ့ဝန်ထမ်းပေါ့နော်မမိုးအေးကို ဟိုစိတ်ပုတ်ရတဲ့အထယ်ဆိုင်ကရောင်းနေလို့နှစ်ယောက်ပေါ့နော်အဲ့ဒီမှာလည်းလူတိနည်းနည်းလေးတိခဲ့တယ်ပေါ့နော်ဖန်နေကတရုတ်ဆောင်ရတာပေါ့နော်ဒီမှာနေနေကြတော့တရုတ်ဆောင်တဲ့အပိုင်းမှာဖရာပို့ပြီးဝန္ဒနာပါလဲဆိုလို့ရှိရင်တော့အော်ဒရမာဘိုင်းကိုတော့ဝန္ဒနာပါအဲဒါမဲ့ရုံကနေပြီးတော့ဒီဟာလေးလှုပ်ကြည့်ပါဆိုတဲ့အခါမှာတော့စူးစမ်းပြီးတော့တရုတ်ဆောင်ခဲ့ရပေါ့နော်အကမှလည်း အဲအဒီကွက်လက်မရှိကွက်လက်မရှိပြင်တယောက်တစ်ပေါက်တမူအောက်မှာကြတော့ special guest အနေနဲ့ပါခဲ့ပေါ့နော် ပြီးတော့ရောင်းဆောင်ချဲမြို့ကလေးပေါ့နော် အမှားနေရာကြတော့ဆရာဝင်ရဲ့ကောက်မလေးနေရာပေါ့နော် unity နေရာအနေပြီးတော့ပြိတ်တက်လဲတိလာခဲ့တယ်ပေါ့နော်အမှားနောက်ပြီးတော့အခုအဲ happy hotel happy hotel ကြတော့လဲ အဲလက်ဖက်တထေးဥက္ကဋ္ဌရဲ့တမီတထေးတမီနေရပေါ့နော်အမှလည်းပါထားတော့နည်းနည်းပါးပါးတိလာခဲ့တယ်နောက်တစ်ခုကျတော့အခုမထွက်သေးတဲ့ကားဆိုလို့ရှင်အမှဒီ4ပဲပေါ့နော်အဆက်ဆုံးတူရဲ့အထုပ်ပတိရဲ့တန်လက်များရဲ့နှကားကြံတည်းရဲ့ပေါ့နော်ဟုတ် အအငိုကာရိုက်တာပိုအားတက်နာပေါ့နော်ဖန်ကကျတော့မြမမျက်နှာဟိုဆရာကြီးပြောပါပေါ့နော်နည်းနည်း sweet ဖြစ်ပြီးတော့ချိုးရက်ဘက်ဟိုအပြုံးများတယ်ပေါ့နော်အဲ့အတွက် van ဆိုရင်လည်းမလောက်တတ်ဘူးပေါ့နော်တစ်ခါဆို casting ဝင်တာအရက်သမားယောက်ျားကိုကိုရန်တွေ့ရတဲ့ character ပေါ့နော်အဲ့ဒီအမှရန်မတွေ့တတ်လို့ဆိုရုံးကနေမြမအိမ်မှာဆိုလို့ရှိရင်လည်းကွာစကားကိုကြက်ကြက်မပြောဘူး ဒီတိုင်းပြောတာရံဖြည့်တော့တူ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 နဲ့ပြောရဲအခါကျတော့အဲ့လိုဘယ်လိုရံဖြည့်ရမလဲဆိုတာယူမသိဘူးပေါ့နော်အဲ့ဒါနဲ့အဲ့ဒါနဲ့ရံလည်းမဖြစ်တတ်ဘူးလေယုံကအဲ့လိုတစ်ခေါက်ပြောတော့ခံခဲ့ဘူးလေအဲ့ဒါကြောင့် drama ကိုတော့ပို့ပြီးပိုင်ပါတယ် ဟာအရန်ဝန်းတာပေါ့ညီမဆိုလို့ရှိရင်ယုံမဆိုရှင်ငါးနှစ်ချုပ်ထားလीငါးနှစ်ချုပ်ထားတော့ယုံနဲ့ပဲအရင်အဆိုရိုက်ခဲ့ရတာပေါ့เนาะအခုဒီလိုမျိုးအခွင့်အရေးပေးတဲ့အတွက်အပြင်းနဲ့ဇလန်းတွဲတွေကိုအာရုပ်ရှင်ကားကြီးတွေအကုန်လုံးလွတ်လွတ်လပ်လပ်ရိုက်တော့ရပြီပေါ့เนาะအဲ့လိုပြောတဲ့ခါကျအရန်ကိုယုံနဲ့ကျေးဇူးတင်ပါတယ်ဝန်းလဲဝန်းတာပါတယ်ဟုတ်အခုအပြင်ကနေပြီးတော့ပြောထားရတော့ရှိရပေါ့နော်အခုဒီဂျန်ပြီးရင်တော့ရိုက်ပြမလားမသိဘူးပေါ့နော်ပြောထားရတယ်ရှေ့ကွန်ဖက်ပြင်တော့တည်ပေးမှာပါ အာဒီဘာလို့လဲဆိုတော့ဒီအခုမှကြာရွှေအနေနဲ့ဆောင်းမွဲဖြေဖို့เนาะ UK ဆောင်းမွဲလေးတစ်ခုဖြေဖို့အဲ့ဒါလေးကို join နေတာပေါ့เนาะအဲ့ဒါရဲ့နောက်ပြီးဘာသာစကားတစ်ခုရဲ့တင်နေတာဆိုတော့အဲ့ဒီဘက်ကိုအရန်တို့ပြီးမှတကြံပြီးမှပဲအားလုံးရိုက်ဖြစ်မှာပါဟုတ်အာရှိအဲဘယ်လိုမင်းသားနဲ့ဘယ်သူနဲ့ရိုက်ချင်လဲဆိုရင် ရှင်ကရှင်လုံးခစ်တော့ဆိုရင်အဲနှစ်တန်းလောက်ကဆိုရင်ဟွာ ကိုကြီးဟိဝင်ရန်ကိုကြီးအောင်ရလင်းဆိုရင်ရန်နာမည်ကြီးရလေကိုကြီးဟိဝင်ဆိုကော့လန်ထောင်မင်းသားပေါ့နော်အဲအခွေဆိုင်တွားပြီဆိုလို့ရှိရင်အော်ကိုအောင်ရလင်းကရှိလားဟိဝင်ရန်ကရှိလားအဲ့လိုမေးပြီးတော့အဲ DVD ခင်ပါအဲ CD လေးနဲ့ကြည်ပြီးတော့ကြည်လာခဲ့ရပေါ့နော်ရိုက်ခွင့်ရမယ်ဆိုရင်တော့အဲကိုနေတွန်းနဲ့လည်းရိုက်ချင်တယ်ကိုအောင်ရလင်းလို့အဲ့အဲ့ကြည်ခဲ့တဲ့ပေါ့နော်အဲ့မင်းသားရဲ့ကြည်ပြီးကြည်ခဲ့တဲ့မင်းသားရဲ့နဲ့ရိုက်ချင်ပါတယ်